တပြားကိုအဲ့နဲ့ချစ်တာနဲ့ဘာကြောင့်အတန်တွေထွက်ရတာလဲအခုခေတ်မှာတော့တပြားတွေတိတ်ခွေတွေမတွေ့ရတော့ပါဘူးတခိတခါကတော့ဒီတပြားတွေကဖျော်ပီးလောကရဲ့အထင်ကရပစ္စည်းတွေဖြစ်ခဲ့တာပါအကြောင်းတက်နေတဲ့တပြားဟောင်းကြီးဆိုတဲ့ဇကားကိုလည်းရှေ့မီနောက်မီတွေဆိုရင်ကြားဘူးနားဝရှိကြပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီပြားကြီးကိုအဲ့နဲ့ချစ်လိုက်တာနဲ့ဘာလို့အတန်ထွက်လာရတာလဲဆိုပြီးသိချင်ကြတဲ့သူတွေရှိရင်တော့ ဒီဗီဒီယိုလေးကိုစက်ကြည့်ဖို့တိုက်တွန်းရပါမှာဓာပြားရဲ့မျက်နှာပြင်ပေါ်မှာမျက်စိနဲ့မမြင်နိုင်တဲ့အကွေးအောက်တွေပါတဲ့လမ်းကြောင်းသေးသေးလေးတွေရှိပါတယ်အဲ့ဒီလမ်းကြောင်းတွေဟာတကယ်တော့မူရင်းတချင်းရဲ့အတန်လိုင်းတွေကိုထိတွေ့နိုင်တဲ့ပုံစံအဖြစ်ထွင်းထားတာပါဓာပြားကိုစက်သေးထည့်ပြီးလှည့်လိုက်တဲ့အခါအက်လေးဟာအဲ့ဒီအကွေးအောက်လမ်းကြောင်းလေးတွေအတိုင်းလိုက်သွားပါတယ်ဒီလိုလိုက်သွားတဲ့အခါအက်လေးဟာအတန်လိုင်းပုံစံအတိုင်းတုံခါလာပါတယ်အဲ့ဒီတုံခါမှုကိုပဲအတန်ချက်ဆက်ကနေတစ်ဆင့်အတန်အဖြစ်ပြောင်းလဲပြီး နားဆင်နိုင်တဲ့အတန်ဖြစ်ပြောင်းလဲပေးလိုက်တာပါဒီလူကတော့တပြားရဲ့အလုပ်လုပ်ပုံကိုတတ်ထုပြားပါပါလေးနဲ့ဥမာပြပေးထားပါတယ်သူကတတ်ထုပြားကိုဘူးပမာပတ်အထောက်လဲပြီးစက်ကူကြတော့သုံးပြီးអော်လိုက်ပါတယ်ဒီချိန်မှာပဲအလေးကအတန်ရဲ့တုံခါမှုကိုလိုက်ပြီးတတ်ထုပြားပေါ်မှာအတန်လမ်းကြောင်းကိုထွင်းလိုက်တာပါအဲ့ဒီထွင်းထားတဲ့လမ်းကြောင်းလေးကိုပြန်လှည့်လိုက်တဲ့အခါမှာတော့ခုနကអော်ထားတဲ့အတန်လေးကထွက်ပေါ်လာပါတယ်အဲ့ဒါကြောင့်တူတူပြောရရင်တပြားကအတန်ကိုစလုံးတွင်းပြီးမှတ်တမ်းတင်ထားတာဖြစ်ပြီး အဲလေးကတော့အဲ့ဒီစာကိုအတန်ထွက်ဖတ်ပြီးတဲ့ကရိယာလေးပါပဲ။